အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်းတီချန်နယ်ကနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူစီရနရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကြောက်တိုင်ဆောင်မိရွှေအားဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe အနေနဲ့ဇာတ်လမ်းတိတိတင်နိုင်သိရှိနိုင်မှု notification လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုဇာတ်လမ်းလေးစလိုက်ပါပြီကံယူရံမျိုးတစ်မျိုးဖြစ်တဲ့ရွှေမြိုင်မျိုးလေးမှာတော့ တခြားအရက်ဒေတာအသီးသီးကလာရောက်ကုန်သွယ်ကြတဲ့ကုန်သွယ်ပွဲစားတွေမှောက်ခုသမားတွေနဲ့အမြဲတစေစီကားလေးရရှိနေကြတယ်။မျိုးရဲအလဲကောင်ကုန်မြင့်တစ်ခုပေါ်မှာတော့ရှေးဘဝေတနီဘရင်နေလက်ထက်တရတည်ခဲ့တဲ့ဇေဒီတစုရှိခဲ့တယ်။ဇေဒီယာမျိုးနယ်မှာရှိနေကြစားမျိုးသူမျိုးသားတွေအလုံးတလားနေလို့တခါမဖူးမြော်နိုင်တဲ့အတွက်ငွေရင်းပွဲတော်ပြောင်းပြီးကက်ကြော်ဇေဒီလို့သာတည်ထားလိမ့်တယ်။ဇေဒီရဲ့ပက်လက်မှာတော့လူနေအင်ဂျီတွေစပိညက်ဆိုင်တွေ အရေးပြုံရောင်းချတဲ့ဆိုင်တွေနဲ့စီကားနေပေမဲ့ဇေရီတီထားရရင်မြေပေါ်မှာတော့ဘီးဆက်ချုံတွေဇေယအုံဇေယပြက်တွေအမိုင်တရိုက်တွေနဲ့ပြည့်နှက်နေခဲ့တယ်။ဇေရီရဲ့တောင်ဘက်မှာတော့ရှင်ဟာဖုံးတော်ကြီးကြောင်တကြောင်တည်ရှိပြီးဇေဒီရဲ့အနောက်တောင်ဘက်မှာတော့ဇေရီစားတဲ့တွေကထွင်းထုထားတဲ့ကြောက်စာတိုင်းတတိုင်းတည်ရှိနေခဲ့တယ်။အနီးနာပဝင်းချင်းမာနေရဲ့ခလေးတငယ်တချို့ကတော့နင်းလည်နေခြင်းဆိုရင်အေးရရတဲ့ဇေရီရင်မြေပေါ်မှာလိုက်တန်းပြေးတဲ့ကစားလိုက်တူတူပုံတဲ့ကစားလိုက်နဲ့ ကလေးဘဝကိုအပူပင်မရှိအောင်ဖြတ်တန်းခဲ့ကြတယ်။မိဘတွေကလည်းလူသူကင်းရှင်းတဲ့ရင်မြင်မှာစော်ကစားနေတဲ့ကလေးတွေကိုစိတ်ပူပန်ကြအလင်းမရှိပဲလွတ်ထားခဲ့ကြတယ်။ဒီနေ့မှတော့ဇေဒီဘော်ကိုဘသူမှမတက်ရဲလောက်တဲ့ကိစ္စတစ်ခုကပေါ်ပေါက်လာခဲ့တယ်။မိုးရေအုံမနီရဲ့နေ့တနေ့မှာဟိုဘက်ရက်ကွက်ကကလေးတွေနဲ့ဒီဘက်ရက်ကွက်ကကလေးတွေချင်းပြီးရင်းမြင်မှာမှာဘောလုံးကံမှုချင်းစုကဘောလုံးကစားခဲ့ကြတယ်။ဘောလုံးကံမီရတော့ကစားမဝသေးတဲ့အတွက် တူတူပုံနဲ့စောဖို့အတွက်ဖိုးစီရအကြံပေးခဲ့တယ်။ဖိုးစီဆိုတာကကလေးတွေထဲမှာပေါပေါင်းမြောင်မြောင်ရှိရဲ့လို့ပြောရမယ်။တခြားကလေးတွေကလည်းဖိုးစီမပါရင်မစော့ကြသလိုဖိုးစီကလည်းစော့ရမယ်ဆိုရင်အေဂျင်စီရိုးကိုကြော်ရခွာရအိနေရန်တွေ့တက်ရတက်ရအပြေုံမဖြစ်ဖြစ်အောင်ထွက်ပြီးရစော့တတ်တယ်။အခုလည်းဖိုးစီအကြံပေးရအောင်အားလုံးကလက်ခံပြီးတူတူပုံနဲ့ကစားခဲ့ကြတယ်။တာလို့ပြီဆိုရနဲ့ဖိုးစီကရင်းမြမာရှိရဲ့ကြောက်တာအနိုင်မှာကိုယ်ဝိတ်ပြီး တခြားသူမမြင်အောင်ပုံနေခဲ့တယ်။လိုင်ဖန်းတဲ့ကလေးကလည်းတခြားသူတွေကိုတရားပြီးတရားမိအောင်ဖမ်းနိုင်ခဲ့ပေမဲ့ဖိုးစီတရားကိုတော့ဘလို့မှရှာမတွေ့ခဲ့ဘူး။ဖိုးစီကလည်းသူ့ကိုမတွေ့ရတော့ကျိပ်ပြီးဝမ်းသာကပုံနေရဲ့နေရာကနေမထွက်ပဲနေနေရဲ့ချိန်သူရှိကနေဖြတ်သွားတဲ့မိမတရားကိုမြင်လိုက်ရတယ်။အင်းကြီးအစုပ်ထမိန်စုပ်ကိုဝှက်ထားပြီးစပင်းရလေးဘူဒီပတ်တီဖြစ်နေရမြင်တော့အနီးနားမှနေရဲ့အယူမှဖြစ်မှာပါလို့ထင်ပြီးကြည်နေတော့ မိမကြီးကကျိုးရိုကျဲတဲ့ဖြစ်နေရဲ့သွားရီပေါ်အောင်ပြုံးပြီးတော့ဖိုးစီကိုလက်ရက်ခေါ်ပါလေရောဖိုးစီလည်းဒီအယူမလောက်တာနဲ့တခြားသူတွေသူ့ကိုမြင်တော့မှာပဲဆိုပြီးစိတ်တရားနေကြိဝါကအရှိအာနေထွက်သွားဖို့လက်နဲ့ပြပေမဲ့မိမကြီးကသူ့ရှိမှရံမြဲတိုင်းရက်ပြီးအံဟုကြိတ်တာကြောက်တိုင်ထဲကနေထွက်လာဖို့ထက်ခေါ်ပါလေရောဒီတကောင်မှာတော့ဖိုးစီမနေသားတော့ပဲအပြင်ကိုထွက်လာတဲ့ချိန်ရင်းမြေပေါ်မှာကလေးတယောက်မှမရှိရတာကိုသတိထားမိခဲ့တယ်။မိမကြီးကဖိုးစီအပြင်ရောက်တာနဲ့ နေရွေးနှစ်ဖက်ကိုပြက်ထွက်မတက်ဆွဲပြီးဝူဝူဝါဝါနဲ့អော်ပြောပါနေရောဖိုးစီကတော့သူ့ကိုပြောမှန်းသိပေမဲ့បាပြောနေမှန်းမသိရဲ့အတွက်ဒီအယူမကတော့ဘာတွေပြောနေမှန်းမသိဘူးအနေရများလားအဲဒီလိုစိတ်တရားနေပြောလိုက်တဲ့အချိန်ဖြောင်းဆိုတဲ့အတန်းနဲ့တူနှုံတစ်ခုလုံးထူပူထွက်သွားခဲ့တယ်နေရင်းထရင်သူ့ကိုနှုံရိုက်ချလိုက်တဲ့မိမအောင်မြင်တော့ဖိုးစီချောင်းလန့်သွားပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ခြေထောက်နှစ်ဖက်ကရင်းမြင်းတော့ကြောက်ပြားမှာ ကျောင်းထဲကတ်ထားသလိုဖြစ်နေတာသတိထားမိခဲ့တယ်။မိမကြီးရဲ့မျက်လုံးတွေကဖိုးစီကိုကြည့်နေရင်တဖြည်းဖြည်းပြူးထွက်လာကရုပ်ကလည်းအသားတွေတုန်ပြီးကြောင်မတ်ဖွယ်ဖြစ်လာတာမြင်တော့ဖိုးစီတရငဲတန်ပအောင်အော်ပြီးငိုပါလေရော။ငကိုတန်ကျဲတဲ့ဖိုးစီကဒီတစ်ခါမှတော့မျက်ရည်တွေသာကျလာပြီးအတန်ကလည်းကြောင်းဝါမှပျောက်သွားခဲ့တယ်။မိမကြီးကဖိုးစီကိုကြည့်ပြီးတောက်ခတ်လိုက်။နားပိတ်ရိုက်လိုက်လုံနေတဲ့ချိန်ဖခင်အနောက်ဖက်မုတ်ကနေတက်လာတဲ့လူကြီးတချို့ကိုတွေ့လိုက်ရတယ်။ ဖိုးစီကတော့သူတို့ကိုမြင်ပြီးဝမ်းသာအားရအော်ခေါ်ပြီးမဲ့လူကြီးတွေကဖိုးစီကိုမြင်ဟမ်းမတူပဲတခြားနေရာတွေမှာလိုက်ပတ်ရှာနေရင်လူကြီးတွေကတိတက်တဲ့သူတွေရအချင်းတွေကိုသဘောပေါက်ဟန်နဲ့ချက်ချင်းပြန်စင်းသွားကခဏကြာတော့ကြော်ဝဲတဝဲနဲ့ပြန်တက်လာခဲ့တယ်။အဲဒီတော့မှကြောက်တိုင်တောင်မှလုံမရဖြစ်နေတဲ့ဖိုးစီရဲ့ခြေထောက်တွေလှုပ်ရှားလို့ရလာပြီးလူကြီးတွေကလည်းသူ့ကိုပြန်လည်မြင်တွေ့ခဲ့တယ်။ဒီကိစ္စဖြစ်ပြီးတော့ကလေးတွေအားလုံးဖျားဖို့တမစောရတော့ဘူးဆိုတဲ့အမေက ိမ်တိုင်းလို့လို့ထုတ်ပြန်ခဲ့တယ်။ဒါမဲ့ကလေးတွေကတော့ဖြစ်တော့ခဏပဲကြောက်ကြပြီးအချိန်ကြာလာတော့ရင်းမြင်ပေါ်ပြန်စော့ကြပြန်တယ်။ဒီတစ်ခါတော့ကြောက်တိုင်နာမှမစော့ကြတော့ပဲတခြားနေရာမှာပြောင်းရွှေ့ကစော့ကစားခဲ့ကြတယ်။ကဲကြော်ရင်းမြင်မှာရှိရဲကြောက်တိုင်မှာမိရွှေအားရှိရဲဆိုတဲ့စကားကလည်းရက်ခွက်တစ်ခုလုံးပြန်သွားခဲ့တယ်။တောင်ယုံကြည်ရဲ့သူရှိသလိုမယုံကြည်ရဲ့သူတွေလည်းရှိခဲ့ကြတယ်။အစိုးဆုံးကတော့ဇေဒီရဲ့အနာဖတ်မှုတန်လျာမှာဖွင့်ထားတဲ့အရက်ဖြူဆိုင်ရအရက်သမားတွေပဲ။ ်အယံမူလာရဲ့ညတကောင်ချင်းကြောက်တန်ကွင်းမှာထုံကွင်းရလာညတကောင်ကြောက်တန်ရှိမှရက်ပြီးကာကြီးရနေအာတီရွေရဲလားဆိုပြီးစိန်ခေါ်ခဲ့ကြတယ်ရက်ွက်ခံလူတွေကတော့မိရွှေရအကြောင်းသိရအတွက်လက်တက်မစမ်းရကြပေမဲ့တခြားနယ်ကအလုံလာလုံးကြတဲ့ကုံတွေတွေကုလီသမားတွေကတော့တောင်းလက်မခံကြအောင်လူချမ်းရဲ့ဘယ်ကောင်းမှမခံနိုင်ပါဘူးဆိုပြီးအမြဲကြုံဝါတက်တဲ့တန်ချောင်းကအဆူဆုံးပဲစိတ်ကမ်းမှာကုလီတန်းနဲ့အလုတ်ကိုလုတ်တဲ့အတွက် တန်ချောင်းရဲ့ခန္ဓာကိုယ်ကကြစ်လစ်ပြီးကြွက်သားတွေအမြောင်းမြောင်းထနေရတဲ့အတွက်သူ့ကိုအတိုက်ခံလို့ပြီးဘသူမှအခြေတည်မပြောရဲကြအောင်ဒါဟုသူ့ကခုံစာပြီးငါနဲ့မလောင်းရဲကြအောင်လို့မူးလာလိုက်ထုတ်ထုတ်ပြောတတ်ခဲ့တယ်။အဲဒီမှာဦးမတ်ကြီးဆိုတဲ့လူကတန်ချောင်းထိုင်နေရဲ့ခုံမှာဝင်ထိုင်ပြီးတော့ငယ်ထားတဲ့အရက်ခွက်ကိုမော့ချလိုက်တယ်။တန်ချောင်းကလည်းသူငယ်ထားတဲ့အရက်ခွက်ကိုမပြောမစုံနဲ့မော့တောက်လိုက်တဲ့ဦးမတ်ကြီးကိုမကျေနပ်တဲ့အကြည့်နဲ့ကြည့်လိုက်ပေမဲ့ဘာမှတော့မပြောရဲဘူး။ဦးမတ်ကြီးဆိုတာလည်း ဒီနယ်တဝိုင်းမှာနာမည်ကြီးရဲ့လူမိုက်တရားဖြစ်ခဲ့တာအိုနေတကာလှည့်ပြီးဆိုးဘေးမိုက်ပေးဆိုတဲ့လူမိုက်ငရဲကိုခွေပြေးဝက်ပြေးပြေးရတဲ့အထိငှက်ကြီးအောင်ဒါနဲ့လိုက်ခုတ်ဘူးခဲ့တာကိုတန်ချောင်းတည်နေခဲ့တယ်။ဒါနဲ့တန်ချောင်းကလည်းသူ့တိတ်ခါထိမှဆိုတဲ့အတွက်ညနေသားတင်းတင်းနဲ့ဥမတ်ကြီးဒါဘာသဘောလဲဗျ။အရဲတောက်ချင်ပလင်းနဲ့ရထဲ့တော်လီဘာကြောင့်ကြုတ်ထဲ့ထားတဲ့ခွက်ကူမှလာတော့ရလဲတန်ချောင်းရဲ့မာထန်တန်စကားကြောင့်တခြားဝိုင်းမှာရှိနေကြတဲ့လူတွေက တောင်းလဲစအရက်ခွက်တွေကိုချပြီးအခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။ဦးမတ်ကြီးကတော့တန်ချောင်းပခုံးကိုပုတ်လိုက်ပြီးဟိတ်ကောင်တန်ချောင်းဒီမာကြည့်စမ်း။အဲဒီလိုပြောကအိတ်ကက်ထဲမှာအထဲလိုက်ထည့်ထားတဲ့ပတ်စံတွေကိုလက်နဲ့ပုတ်ပြလိုက်တယ်။အဲဒီပတ်စံတွေကျုပ်ကိုလာပြပြီးဘာလို့မလုပ်လဲ။ငါဒီနေ့ဖဲနိုင်လာလို့ငွေရှင်နေရဲကွာ။ဒီရောအရင်လေးတွေကမင်းပြောပြောနေရဲ့ကြောက်တာကိုထုံးတုံးမဲ့အကြောင်းလေ။အဲ့ဒါပြောခြင်းလို့ ဥမတ်ကြီးစကားကြောင့်တန်ချောင်းကအရက်ပလင်းကိုပဇန်းနဲ့တိတ်ကမောချလိုက်ပြီးတော့ဥမတ်ကြီးဘာပြောချင်တာလဲရှင်းရှင်းပြောပြကျုပ်တောင်းရတာစိတ်ပြတ်အောင်မလုပ်နဲ့အေးပါငါလည်းပြောမှာပါအခုငါအဲ့ထဲမှာငွေ900တိတိရှိရဲ့ဒီငွေတွေကမင်းတလားလောက်ကုလီထမ်းရင်တောင်ရမှာမဟုတ်ဘူးဆိုတော့ဒီည12နာရီတိတိမှာဖျားဘောကကြောက်တိုင်မှာတန်ချောင်းဆိုတဲ့နာမည်ကိုရေးရမယ်ရေးပြီးလို့အကောင့်ပကတိပြန်ဆင်းလာနိုင်မယ်ဆိုရင်ဒီပတ်စံနေရမင်းအပိုင်ကွာ မရေးနိုင်မဲ့ပြန်ပြေးစင်းလာလို့ကတော့နောက်နောက်ငါးရှိမှစောက်ကြွားစောက်ကြွားလာမလုံးနဲ့တော့ဦးမက်ကြီးကတန်ကြောင်ရှိကိုပတ်စံအထုံးလိုက်ပြစ်ချပြီးစိန်ခေါ်လိုက်တဲ့စကားကြောင့်ဆိုင်မာထိုင်တောင်းနေကြတဲ့လူတွေအားလုံးရုံရုံသေးသေးဖြစ်ကုန်ကြတယ်။တန်ကြောင်ကတော့လူများရှိမှသူ့ကိုစိန်လာခေါ်တဲ့အတွက်အရှိမရှိနေတဲ့ပတ်စံတို့ကိုလည်းနဲ့ကောက်ကင်လိုက်ပြီးနှာခေါင်းဝါးမှတွေ့ကငွေအနှံ့ကိုအားရပါရရှုကတန်ကြောင်တို့ကစိန်ခေါ်ရင်ဘွားမခတ်ဘူး။ဒီညကကြုတ်ဖြစ်အောင်လုပ်မယ်။ နိုင်မနဲ့ပြန်တဆိုင်လို့တန်ချောင်းတကားခံမယ်။အဲဒီလိုကြုံရရင်လက်ထဲကအရက်လက်ကြံကိုမော့ချလိုက်တယ်။တန်ချောင်းနဲ့ဥမတ်ကြီးတို့ရဲ့လောင်းကြီးကိုစိတ်ဝင်စားကြတဲ့အရက်သမားတွေကတော့အိမ်ကိုမပြန်ကြတော့ပဲညသက်ကောင်အချိန်ရအောင်ထိုင်ဆောင်နေကြတယ်။ညစနေနိုင်သူရနဲ့တန်ချောင်းကဆိုင်ရှင်ကိုခင်မြင့်ပြီးရဲ့ထုံမှုကိုယူကဖျားရှင်မြင့်ကိုတက်သွားခဲ့တယ်။ခေကာလာကလျှက်စစ်မီမရသေးတဲ့ကာလာဖြစ်လို့ဖျားရှင်မြင့်တို့ခုလုံးမှောင်မဲနေခဲ့ပြီမဲ့ မပြီးဝိုးတော်ကြနေရဲ့လာရောက်ကြအရာဝိတုတွေကိုအနှဲငယ်မြင်တွေ့နေရတယ်။တန်ချောင်းကလည်းအရှိတ်တင်ထားတဲ့အတွက်ကြောင်စင်မရှိပဲရင်းမြင်တော်ပေါ်တက်လာပြီးကြောင်တန်ရှိရာဘက်ကိုခံမှန်းပြီးထွက်လာခဲ့တယ်။စံတဝါဝါရှောက်လာရင်ဇေဒီရဲ့တောင်ဘက်မှာရှိနေတဲ့နောင်တော်ကြီးဇေဒီငယ်နောင်ရောက်တော့ဘုန်းဆိုတဲ့အတန်နဲ့တူကျောင်းဘုံကိုတခုခုလာမှန်းသာတိလိုက်ရတယ်။ရုတ်တရက်မှတန်ချောင်းလန့်သွားပြီးမြိတ်စိတ်ကိုထိန်ကလာတိမှန်တဲ့အရာကိုငုံကြည့်လိုက်ရာ ထန်းသီးကြောင့်တလုံးဖြစ်နေတာမြင်လိုက်ရတယ်။ဘေးမှာလည်းထန်းပင်တွေရှိနေတဲ့အတွက်မတော်တဆဖြစ်နေရမှာလို့တွေးပြီးတော့ကြောက်တန်ရှိရဘက်ကိုရှောက်လာတဲ့အချိန်နားထဲမှာတရှက်ရှက်နဲ့လမ်းလျှောက်လာတဲ့ခြေတံတစ်ခုကိုတင်းတင်းရှားရှားကြားလိုက်ရတယ်။တိတ်ဆိတ်နေတဲ့ညချိန်ဖြစ်တဲ့အတွက်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီး အကြတန်မကြားရလောက်အောင်ညိတ်တက်နေတဲ့ချိန်လမ်းလျှောက်လာတဲ့တန်ကတန်ကြောင်နှလုံးတစ်ခုလုံးတတိတိတ်ညီလောက်တဲ့အထိစိတ်ဒုက္ခပေးခဲ့တယ်။တိုင်းမဲ့မလုံနိုင် ဒီရက်ကွက်မှာသူမျက်နှာပြလို့မရအောင်ဖြစ်မယ်ဆိုတာသိရတဲ့စိတ်ကိုတင်းကကြောက်တိုင်အနာရအောင်ရှောက်သွားခဲ့လိုက်တယ်ကြောက်တိုင်ရောက်ဖို့လေးငါးလမ်းလောက်လှမ်းလိုက်ရမှာတော့မိမတယောက်ရဲ့ရည်တန်တက်တဲ့ကိုကြားလိုက်ရတယ်ပြက်ကနေကြားလိုက်ရတာမို့စိတ်ကထင်တာပါဆိုပြီးတွေးကကြောက်တိုင်အနာကိုကတ်သွားပြီးလက်သေးကင်ထားတဲ့ထုံးမှုကိုဖွင့်လိုက်တဲ့အချိန်ကြောင်းဆိုတဲ့အတန်းနဲ့တူတန်ကြောင်အရှိကိုရိုင်းကြသွားခဲ့တယ်ရုတ်တရက်အနောက်ကဇက်ပိုးကိုရိုင်းလိုက်တာကြောင့် တန်ချောင်းစိတ်တူသွားပြီးအနောက်လဲကြည့်လိုက်တော့အမောင်တူကလွယ်ပြီးဘယ်သူမှမရှိဘူးထုံမှုကန်ထားတဲ့တန်ချောင်းရဲ့လက်တွေတဆက်ဆက်တုံလာပြီးကြောက်စိတ်ကအရာရာကိုလွှမ်းမိုးသွားခဲ့တယ်။နောက်ဆုံးလို့ကလည်းမရရှေတိုးဘိုးကလည်းမရေဖြစ်နေတဲ့ချိန်ကြောက်တဲ့ပုံမှာငုတ်တုတ်ထိုင်ကသူ့ကိုသွားဖြဲပြီးကြည့်နေတဲ့မိမတယောက်ကိုလာရအောင်မှအရှင်းသားမြင်လာရတယ်။ဒီတစ်ခါမှတော့တန်ချောင်းဘလို့မှဟန်မဆောင်နိုင်တော့ပဲလက်တရာထုံမှုကိုလှုပ်ချကနောက်ပြန်လှည့်ပြေးဖို့ကြိုးစားလိုက်ပေမဲ့ အင်းကြီးဆောင်တယောက်ယောက်ကလှမ်းဆွဲထားသလိုဖြစ်ကပြေလိုမရဖြစ်နေခဲ့တယ်။လေတဖြူဖြူတိုက်နေရဲ့ညတကောင်ချင်းကြောက်ချွေးတွေရွှဲနေနေတဲ့တန်ချောင်းကရှိသမျှခွန်အားကိုစူးစီကရုန်းကန်နေတဲ့ချင်းဘာနဖက်စီကနေပူကနေရှိန်ကနေအထီးတွေ့ထွက်ပေါ်လာခဲ့တယ်။တန်ချောင်းမျက်စိစုံမိတ်ကလုံသမျှကိုအလူးလဲခံနေရင်းပါဇက်ကနေဖျားဆိုတဲ့အတန်ထွက်လာတဲ့ချိန်မှာဖမ်းချုပ်ထားတဲ့အရာတွေကနေလွတ်ထွက်ပြီးတော့ငဲတဲ့ပေါအော်ပြေးပါလေရော။ တန်ကြောင်စောင့်နေကြတဲ့အရက်သမားတွေကတော့ငယ်တန်ပေါအော်ပြီးပြေးလာတဲ့အတန်ကြားလို့ကြည်လိုက်တော့အနောက်ဘက်လေကားရင်းမှာပါနှစ်ဖက်လုံးရောင်ကမ်းပြီးအမောဖောက်နေတဲ့တန်ကြောင်မြင်လာရတယ်။အိန္ဒိယစပြီးတန်ကြောင်လုံးဝမတွေ့ရတော့ဘူး။တချို့တွေကတော့သူ့စာတီးကိုပြန်သွားတယ်ဆိုပြီးပြောခဲ့ကြတယ်။တန်ကြောင်အဖြစ်ပြက်ပြီးရဲ့အချိန်ရနေစပြီးကြောက်တိုင်နာကိုဘသူမှမသွားရဲကြတော့မိရွှေအားလည်းလုံးဝဆက်ဆက်တိမခံဘူး။ကြောက်တိုင်နာမှာပါဇက်ကနေအားဆိုတဲ့စကားထွက်မိရဲ့ ဂဲနဲ့ထုခံရတယ်။လူတွေပဲထိရလားဆိုတော့မဟုတ်ပြန်။ဝါနူးတဲ့ကိုရင်ငယ်လေးရဲ့လည်းခဏခဏထိလို့ကျောင်းတိုင်ဖုန်ကြီးကကြောက်တိုင်နာမကစားရဆိုတဲ့ဆိုင်းဘုတ်ထောင်ထားတဲ့အထိဖြစ်လာခဲ့တယ်။ငကိုရေကပြည့်ပြည့်မိုးမှန်သူမရှိရဲ့စီဒီကမိရွှေရလက်ချက်ကြောင့်အမိုက်တရိုက်တွေလာလဲပေးမဲ့သူတော်မရှိဖြစ်လာခဲ့တယ်။နေ့တိကျလာတော့စီဒီမှာပူဇော်ထားတဲ့ရွှေတင်ငယ်တွေကအယောင်တွေလွင့်ပြီးတစ်စေးရောင်တွေသာကြံခဲ့တယ်။မိရွှေအားလည်းလူတွေသူ့ကိုကြောက်လန့်တာသိရတဲ့အတွက် ပို့ပြီးအတင့်ရဲလာပြီညာဘက်မဟုတ်ဘူးရှေ့ဟာဖြတ်သွားဖြတ်လာလှုပ်တဲ့သူတွေကိုတော့ထန်းသီးချောင်းနဲ့ပေါက်ချင်းဂဲလုံးနဲ့ပြစ်ချင်းညီးတံပေးချင်းတွေလှုပ်လာခဲ့တယ်ငချိရေငချိဖောင်းခင်ဖြစ်သူလှမ်းခေါ်တန်းကြောင့်ဖျောင်းနိုင်ပြီနဲ့ကတ်တုန်းထိုင်ဖက်နေတဲ့ငချိတယောက်ဖလဲစားစားအုပ်ကိုဘေးကျကအိရှိကိုထွက်လာခဲ့တယ်အဖေဘာခိုင်းမလို့လဲငါအရဲတောက်တာကုန်းသွားလို့ဖျားပေးရအရဲဆိုင်မှာတပိုင်းတော့တွောင်းဝယ်ပေးစမ်းကွာ ဖောင်းခင်ဖြစ်သူစကားကြောင့်ငကြီးတရာမျက်နှာငယ်လေးဖြစ်သွားပြီးတော့အဖေကလည်းဒီချေကြီးတောင်မှကျွန်တော်မသွားရဘူးငါအားမဖြတ်သွားဖြစ်လာတယ်ကို၆နေရအဖေလည်းသိရပဲငါထထုတ်လိုက်ရခိုင်းရခိုင်းတဲ့အတိုင်းလို့ပြန်မပြောနဲ့ငကြီးတရာဖောင်းခင်ဖြစ်သူရဲ့စကားကိုမလွန်ဆန်းနိုင်ပဲအရေပလင်းကိုကိုင်းကဖះဆောင်တန်းပေးကိုထွက်လာခဲ့လိုက်တဲ့အသက်ရှင်နေအရွယ်ကလေးတယောက်ကညစင်နိုင်အချိန်တယောက်တည်းထွက်လာခဲ့ရတဲ့အတွက်ကြောင်စိတ်ကအယားယာကိုဖုံးလွှမ်းထားခဲ့တယ် ငကြီးတယောက်လမ်းလျှောက်နေရင်တချင်းဆိုပြီးသွားရင်နဲ့တရေကြောက်တဲ့စိတ်မရှိဘူးဆိုတဲ့တငယ်ချင်းနေစကားကိုတတိရပြီပါဇက်တဲထွက်တဲ့တချင်းတို့ဆိုကလမ်းလျှောက်လာခဲ့တယ်။အရေးဆိုင်ကဖရာအနောက်ဖက်မုံမှာဖြစ်တဲ့အတွက်ညောင်ဖက်မုံဘေးလံကဖြတ်လာရင်လမ်းလိုက်မှာရှိတဲ့ခဲလုံးတလုံးကိုခလုံးတိုက်မိကပါဇက်ကနေအားဆိုတဲ့အတန်ထွက်မိသွားတာနဲ့ညောင်ဖက်မုံဦးပေါ်ကနေဇီးသည့်အရွယ်လောက်ရှိတဲ့ခဲလုံးတွေနဲ့အဆက်မပြတ်ပေါက်ပါလေရော။ငကြီးရသူ့ကိုတခြားတယောက်နောက်နေရတယ်ထင်ပြီး ောက်ကနေမဟုတ်ဦးကိုချောင်းကြည့်ချောင်းကြည့်လုံနေတဲ့ချိန်လူသူမမြင်မဲ့ကဲလုံးတွေထွက်လာတာမြင်တော့အော်ပြီးပြင်းမလို့လှုပ်တဲ့ချိန်လမ်းမအတိုင်းရှောက်လာတဲ့လူတယောက်ကိုမြင်လိုက်ရတော့တယ်။လမ်းတော်လဲလာတယောက်ကိုတွေ့လိုက်တဲ့အတွက်ငချီဝမ်းသာသွားပြီးအာကိုတကြီးလမ်းခေါ်မယ်အလို့ပြင်းနေတဲ့ကဲလုံးတွေရုတ်တရက်ရက်သွားခဲ့တယ်။လမ်းမအတိုင်းရှောက်လာတဲ့သူကငချီနားရောက်တော့ဒီချိန်ကြီးပေသွားမလို့လဲအဖေကအရက်သွားဝယ်ခိုင်းလို့ထွက်လာတာဒီဟာဦးလေးရောဘယ်သွားမလို့လဲ။ ဦးလေးကဖះပေါ်မှာအတိတ်ထံတညလာဝင်တာမင်းတယောက်တည်းသွားမှာကြောင်းနေဦးလေးလိုက်ပို့ပေးပါမယ်ငကြည့်လေအသွားပြန်အဖို့ရသွားတဲ့အတွက်ငုံမဲမဲဖြစ်နေတဲ့မျက်နာကနေပြုံးရွှင်လာခဲ့တယ်ဟိတ်ကောင်လေးမင်းကအရက်သွားဝယ်မယ်ပြောသေးမင်းပလီနဲ့မှာအရက်တွေရှိနေပါလားဘေးမှာနိုင်လာတဲ့လူရဲ့စကားကြောင့်ငကြည့်ကြောင်းတောင်းနောက်ဖြစ်ပြီးတော့လက်ထဲကင်ထားတဲ့ပလင်းကိုမြှောက်ကြည့်လိုက်ရဟုတ်သားပဲပလီနဲ့မှာအရက်တွေအပြည့်ရှိနေရပဲအဖေကတော့အရက်မူပြီး ပေါက်ကရရီလှုပ်ပြီးတင်တယ်။ဒါပြင်းမင်းလည်းအရင်ဆိုင်မသွားနေတော့အေးရောင်ရဲ့မင်းဖေးကိုဒီပလင်းပေးလိုက်။ငါလည်းဖျားပေါ်တက်လာအောင်မယ်။ဟာဦးလေးဒီဖျားပေါ်မတက်နဲ့။ဒါကခင်းတို့ပြောပြတာ။ဖျားပေါ်မှာငကြီးရစကားကိုစောအောင်မပြောရဲ့ပဲ။မအူးပေါ်ကိုချောင်းလိုက်ခေါင်းကုတ်လိုက်လှုပ်နေရမြင်တော့ဖျားပေါ်ဘာဖြစ်လဲ။ပြောပါဦး။မကြောက်ပါနဲ့ဦးလေးလည်းရှိနေရပဲ။ဖျားပေါ်မှာငအားမှရှိရဲ့။ तू ကအယမ်းဆိုးတာ ငကြီးစကားကြောင့်ဘေးမှာရပ်နေတဲ့လူဟာအတန်ထွက်ရုံရှိလိုက်ပြီးတော့မင်းကဦးလေးကိုစိတ်ပူနေရလားဒီနောက်ကတော့ဦးလေးဖို့အေးစီပါမင်းကအိမ်ကိုတန်းတန်းမမတ်ပြန်ဟုတ်ပြီလားပြောမရနဲ့နေပေါ့ဗျာตาစေတနာနဲ့ပြောပြတာအဲ့ဒါဆိုရင်ตาပြန်လာအောင်မယ်ငကြီးကရပ်နေတဲ့လူကိုနှုတ်ဆက်ပြီးပြန်မှုအလို့ဟုတ်ကလေးခဏနေရောမင်းရဲ့စိတ်ထားလေးကိုသဘောကျလို့ဦးလေးကမဟုတ်ပိုးပေးရငကြီးလည်းသူ့ကိုပေးရဲ့ပတ်စံကိုကမ်းယူလာပြီးကျေးဇူးတင်ကြောင်းပြောကား အင်းကိုပြန်ထွက်လာခဲ့လိုက်တယ်။ငကြီးပြန်ထွက်သွားတော့နုနေရောင်လေကရုံကိုတိတ်သက်စွာဝစ်ထားတဲ့လူကမဟုတ်ဘူးပေါ့ကိုတချမ်းမောကြည့်ပြီးလေကားအတိုင်းဖြင်းချင်းစွာတက်လာခဲ့လိုက်တယ်။လေကားပေါ်တက်လာရင်အနောက်ကနေခြေတံကြားလို့ကြည့်လိုက်တော့နီညိုရောင်ဂရီပါဆောက်ဝစ်စင်ထားတဲ့ဇော်ဂျီနီယောက်ကိုမြင်လိုက်ရတယ်။တင်းတော့အပါကြောင့်ကျုံနောက်ကိုလိုက်ခဲ့ကြရတယ်။ဒီလိုပါစရာတုတ်တုနီယောက်ကစီဒီမဟုတ်ဘူးဝါမှာထုစစ်ထားတဲ့ဇော်ဂျီရုတ်ထုညီနောက်မှာ ဆရာဖေရအပေါ်တက်တာနဲ့ကြောက်တိုးစိတ်ထဲမှာအမျိုးမျိုးမသိရဲ့လှုပ်ခတ်မှုတစ်ခုခံစားမိရနဲ့ဆရာနောက်ကိုလိုက်ခဲ့တာပါမင်းတို့ရဲ့ပုံတံတန်းကိုကြည့်ရတာငါ့ကိုပြောစရာတစ်ခုခုများရှိနေသလားပဲပြောစရာရှိရင်ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်ခုလိုခွင့်ပေးလို့တောင်းပန်ပါတယ်ဆရာဆရာနာမည်ကအောင်မြတ်တာဟုတ်ပါတယ်နော် ဟုတ်ပါတယ်ဘာဖြစ်လို့ပါလဲဒါဆိုလွန်ခဲ့တဲ့နှစ်ပေါင်းတရာကရေသေးတပါမိတ်ထားခဲ့တာမှန်နေပြီပေါ့ ဒီစီနဲ့ပတ်သက်ပြီးဘာတွေသိထားတာရှိလို့လဲဒီလိုပါစီအားလူငယ်တဲ့နှစ်ပေါင်း200ကဒီစီမှာတရားကျင့်ကြံရင်ထွက်ရမြန်သွားတဲ့ခြေသေးတပါးကထွက်ရမမြန်ခင်တည်းကမှာကျောက်တို့ညီနာကိုခေါ်ပြီးသူ့ထွက်သွားတာနဲ့ဒီစီကနှစ်ပေါင်းများစွာတိမ်မြုပ်ပြောက်ွယ်သွားမယ်လူတွေကနီးလျားနဲ့တတိမထားကြပဲပေါ်ပေါ်တန်တန်နေထိုင်ကြမယ်ငါမရှိရောတဲ့နောက်နှစ်ပေါင်း200တတိပြည့်ရနေကြရင်မင်းတို့စောက်ကြက်တဲ့မဟုတ်ဦးကနေဥပဒေရောအလွန်ကောင်းမွန်တဲ့လူတအူး ဒီပြားမှာအတိတ်ထံဝင်မှုတက်လာကြနိုင်မယ်။သူအတိတ်ထံဝင်ပြီးရတဲ့ဇေဒီမှာဌာပနာထားတဲ့မြတ်ဗုဒ္ဓရဲ့စံတော်ကနေကြီးညိုတက်ပယ်ဝယ်ကောင်းတဲ့ရောင်ကြီးရော်ကြီးကုမျိုးလာနိုင်မယ်။ရောင်ကြီးရော်ကုမျိုးရနဲ့တာဝရင်သာနှက်ပြီမှာအုပ်စိုးနေတဲ့တကြမီးရဲ့ကြောက်ဖြာတင်းလာပြီးတော့လူပြည့်ကိုသာသနာပြုဖို့ဆင်းသက်လာကြနိုင်မယ်။ဘေးဘီဝဲရနေစစ်တီတန်ပေါင်းများစွာခြံရံပြီးဆင်းလာတဲ့တကြမီးရဲ့အကူအညီနဲ့ ဆီးရီးယားဒုတိယကြိမ်ပြန်လည်တကူထင်ရှားလာနိုင်မယ်ဆိုပြီးမိကြားခဲ့တယ်။တင်လို့ပြောပုံကြားရတာကျုံရဲ့အသွေးသားတွေကနေယူရင်းချင်းစီတီအောင်ကြည်နူးမှုကိုခံစားလိုက်ရတယ်။ကျော်အတိတ်ထံပြီးရဲ့ချိန်ပြစ်ပေါ်လာမယ်မြင်ကွင်းကိုတင်လို့နဲ့အတူတူဖူးမြော်ခြင်းပါတယ်။အောင်မြတ်တာစကားကြောင့်ဇော်ကြီးညီနောင်ကပြုံးရှင်စွာလက်အုပ်ချပြီးအနောက်ကိုပြန်လှည့်သွားပြီး မကြောင်ခင်ပြန်လှည့်လာတာမြင်လိုက်ရတယ်။ဘလို့ကြောင့်တင်လို့ပြန်လှည့်လာကြတာလဲ။ဆရာကိုတိုင်စရာတစ်ခုရှိလို့ပါ။ ီကိစ္စကိုဆရာအရင်မပြည့်ရှင်းဘူးဆိုရင်အတိတ်ကဝင်တဲ့အချိန်အနောက်ရှက်ဖြစ်နိုင်မယ်။ဟမ်ဘယ်လိုအနောက်ရှက်များလဲဆိုတာပြောပါဦး။ဒီစီရီယိုစတဲ့တဲ့တရားသူတမားဆိုတဲ့ဘရင်မှာ စကားမပြောတတ်တဲ့သမီးရောတပါးရှိခဲ့တယ်။ဘရင်မင်းမြတ်ကဘာသာသာသနာကိုအယံယုံကြည်ကိုးစားတဲ့အတွက်တီဟိုပြည်ကနေကြွလာတဲ့ယဟန္တာအရှင်မြတ်တွေကမြတ်ဗုဒ္ဓရဲ့စံတော်တစုကိုပေးသနာတော်မူခဲ့တယ်။ဘရင်မင်းမြတ်ကလည်းရလာတဲ့စံတော်ကိုထပ်ပနာပြီး ဒီစီရီကိုတီထားခဲ့တယ်။စီရီတဲတဲ့အခါနန်းတော်ထဲမှာရှိတဲ့သူတွေအားလုံးကုသိုလ်ရစေခြင်းနဲ့စိတ်ကြောင့်တယောက်ကိုဌာပနာတစ်ခုစီထဲဝင်ရမယ်ဆိုပြီးအမိန့်ချခဲ့တယ်။အဲဒီမှာစကားမပြောတတ်တဲ့သမီးတော်ကဌာပနာထဲဝင်ချိန်မှာအစိအနေနဲ့နောက်ကျသွားတဲ့အတွက်ဖျားဌာပနာထဲမှာသူ့ပြစ်စီမထဲဝင်လာရအောင်ဖြစ်ခဲ့တယ်။ဒီကိစ္စကိုဘယင်းမင်းမြတ်တီရောအလုံးစိတ်ဆိုးဒေါသထွက်ခဲ့ပြီးတော့သမီးတော်ကို၃နှစ်၃မိုးလုံးမခေါ်မပြောဘဲဥပိ္ပခါပြုတ်ထားခဲ့တယ်။ ဘရင်သမီးတော်ကလည်းသူ့ဘော်ဥပိ္ပခါပြုထားတဲ့ခမည်းတော်ကိုစိတ်နာပြီးတော့ပိုင်ဆိုင်သမျှထုခွဲရောက်ချပြီးမူရင်းစီရီတော်ရဲ့ဘေးမှာနောင်တော်ကြီးနောင်တော်လေးစီရီနှစ်စုကိုတည်ထားခဲ့တယ်။စီရီနှစ်စုတည်ပြီးရနဲ့ကြောက်တိုင်ဆောက်ပြီးအမှတ်သားပြုလုပ်ခဲ့တယ်။နောက်မကြာခင်စိတ်နှလုံးပင်ပန်းနဲ့တန်နဲ့တည်ဆုံးခဲ့ပြီးတော့မသေးခင် သူဆိုင်ထားခဲ့တဲ့ကြောက်တိုင်ကိုဆွဲလန်းတဲ့စိတ်ကြောင့်နှစ်ပေါင်းများစွာမကျွတ်မလွတ်ပဲရှိနေခဲ့တယ်။ဘရင်သမီးရဲ့ဘဝအနေလာတဲ့အတွက်စိတ်အယံဆက်တယ် ခေါင်းလည်းအယမ်းမာတယ်။သူရဲ့ကုသိုလ်အဟုန်ကလည်းကြံ့နေရတဲ့အတွက်ဘာမှမပြဲကြည့်နေရတယ်။လူငယ်တဲ့290ကတရောင်တဲ့တရားလာထိုင်တဲ့ကိုရင်လေးကိုယူသွားတဲ့အထိ၆နံကဲလို့ကြောက်တန်ထဲမှာ290တိတိပိတ်လောင်ခံခဲ့ရသေးရဲ့။ပြစ်တံပြေလို့လွတ်လာတော့လဲဒီအတိုင်းပဲဘာမှပြောင်းလဲမသွားဘူး။ဆေးအားနေနဲ့မင်းသမီးကိုချေချို့ဆုံးမပေးပါလို့ကျုပ်တို့ညီနာကတောင်းဆိုပါတယ်။ဒီကိစ္စကိုကျုပ်တတ်နိုင်သလောက်ကူညီပါမယ်။ ်တင်းတို့လည်းစိတ်ဖြောင်းဖြောင်းနဲ့ဆက်လက်စောင့်ကြကြပါအောင်မြတ်သားလည်းပြောပြီးတော့စီဒီပေါ်ဆက်လက်တက်လာခဲ့တယ်အောင်မြတ်သားလည်းအတိတ်ထံဝင်မှုချိန်ရောက်နေတဲ့အတွက်တခြားယာရီကိုခေါင်းထဲရနေထုတ်လိုက်ပြီးတန်ရှင်းတဲ့နေရာမှာတင်းမလေးခွေထိုင်ချကအတိတ်ထံကိုစတင်ခဲ့တယ်အတိတ်ထံစပြီးမကြားခင်မှာပဲထုံနာတဲ့ဖျောင်းတိုင်တွေကိုတယောက်ယောက်ကလာနှိမ့်သက်သွားတဲ့အလားမျက်လုံးအမြင်တွေလုံးဝအမှောင်ကျသွားခဲ့တယ်။အောင်မြတ်သားလည်းစိတ်ကိုတည်ငြိမ်အောင်ထားပြီးတရားထိုင်နေခဲ့ရာ အနောက်ဘက်မအူကနေအနေရဝန်းဆက်ဝစ်ထားတဲ့မိမ၅ယောက်ဖြင်းချင်းစွာတက်လာတာအာယုံနဲ့မြင်လာရတယ်။ပိုးသားတွေလိုနူးညံ့နေတဲ့ဆန်တွေတွေက လေအဝေးမှာလှောက်ခါနေပြီးအိန္ဒိယရာရာရှောက်လာတဲ့မိမ၅ယောက်ကအောင်မြတ်တာအရှိလဲရောက်တော့ငိမ့်နေရဲ့ဖျောင်းနိုင်နေပေါ်ကိုလက်ဖြောင်းတစ်ချက်တီးပြီးအလင်းရောင်ပြန်ရအောင်လုပ်လိုက်ကြတယ်။ပြီးရတဲ့အောင်မြတ်တာကိုပတ်လည်ဝိုင်းပြီးဖျားရှိကူနေကြတာမြင်လာရတယ်။မိမ၅ယောက်ဖျားရှိကူနေတဲ့ချိန် အနောက်မှာကြမ်းတမ်းစွာလမ်းလျှောက်နေတဲ့ခြေတံတစ်ခုကိုလည်းကြားလိုက်ရပြန်တယ်။အောင်မြတ်သားလည်းစိတ်ထဲကနေကြားနေရတဲ့အတန်တွေကိုထုတ်ပြစ်လိုက်ပြီးတမန်ထောက်ကိုဒီဇိုင်းမမတ်ရှုမှတ်လိုက်ရာအကြတံမီမကြားရလောက်အောင်ပဝင်းကျင်ကတိတ်ဆိတ်ငြိမ့်သက်သွားခဲ့တယ်။ဘလောက်ကြာတဲ့အထိရှုမှတ်ခဲ့တယ်လည်းမသိ။နားထဲမှာတရားဖြုတ်ဖို့တတိပေးရဲ့အတန်ကြတော့မှပိတ်ထားတဲ့မျက်စိကိုပြင်းပြင်းစွာဖွင့်လိုက်တယ်။မျက်လုံးဖွင့်လိုက်တဲ့အချိန်ရှေ့မှာသပင်ဖားလျားချပြီးငုတ်တုတ်ထိုင်တာ ညနှုံးပြူးပြနေတဲ့မိမတယောက်ကိုရုတ်တရက်မြင်လိုက်ရတယ်။တာမန်တမာတိမျိုးနဲ့အခုလိုရုတ်တရက်မြင်လိုက်ရတဲ့သူတွေပို့ယူသွသွားနိုင်ပေမဲ့အောင်မြေတာကတော့အနေငယ်တွန်းဆောက်တဲ့ပုံချစ်တာမမြင်တော့ထိုင်နေရဲ့မိမအံ့ဩသွားပြီးလက်ဟန်ချေဟန်နဲ့လှုပ်ပြပါလေရော အောင်မြေတာကတော့လက်ဟန်ချေဟန်နဲ့ပြနေရဲ့မိမကိုတနာကယူနာတက်တဲ့မျက်လုံးစုံနဲ့ကြည့်ပြီးတော့တင်ချောင်းလန်းလိုအဋိဋ္ဌံပြက်ပြီးပြန်ပြေးမဲ့တဲ့ကြုံမပါဘူး အောင်မြတ်သားကတော့မိရွှေအားလုပ်သည်များဘာတခုံးမှမပြောဘဲငြိမ်သက်စွာကြည်နေခဲ့တယ်။မိရွှေအားကသူ့လုပ်သည်များကြောင်းရွံ့ဟန်မပြဘဲအောင်မြတ်သားပေါ်မကြည်မချမ်းဖြစ်ပြီးရင်မြေပေးမှကြားနေတဲ့တိတ်ကိုင်းကြောက်တွေထန်းသီးကြောက်တွေနဲ့ပြစ်ပေါက်ပါလေရော။မိရွှေအားပြစ်လိုက်တဲ့အရာတွေအောင်မြတ်သားအရှိကိုရောက်တာနဲ့ဘေးနှက်ဖက်ကိုထက်ချမ်းခွဲကလွင်းထွက်သွားခဲ့တယ်။အစားတော့တာမန်တရားကျင့်ကြံသူလို့ထင်ခဲ့မိမဲ့အောင်မြတ်သားရဲ့အစွမ်းကိုလက်တွေ့မြင်လာရတဲ့ချိန်မှာတော့ မိရွှေအောင်မျက်နှာမှာကြောင်လန်းတဲ့အရေးရောင်တွေရုပ်ကြီးပေါ်ပေါက်လာခဲ့တယ်။တင်ကျုပ်ကိုထပ်ပြီးနှောက်ရအောင်လို့လားအခုချိန်ပြင်မယ်ဆိုရင်အချိန်မီသေးတယ်။နောက်ထပ်တမီးအုပ်တစ်လုံးချက်မှတင်နောင်နာမရအောင်ဆိုရင်ဒီနေရာတီတီတောက်ဘယ်တော့မှပြန်လာလို့မရအောင်နော်။တင်ရဲ့အတ္တတွေမာနတွေကြောင့်တေကန်ဒီအချိန်ယူရမယ့်ကုသိုလ်မယူခဲ့ပဲမယူသင့်တဲ့အာဟုသူစိတ်ကိုယူခဲ့လို့ဒီလိုဘဝမျိုးမှာနှစ်ပေါင်းများစွာနေထိုင်ခဲ့ရပြီ။ဘာကြောင့်ထပ်ပြီးအာဟုသူလုပ်တဲ့ လှုပ်ချင်နေရလဲအောင်မြတ်တာစကားကြတော့မိရွှေအားအနှင်းငယ်ညိတ်သက်သွားပြီးတခູ່ခုကိုတွေးတောနေလိုက်တယ်မကြောင်ကြီးဇေရီရောရဲ့ဌာပနာတိုက်ထဲကနေလျှော်စီလက်တလို့အလင်းတန်းတစ်ခုပြက်ခနဲပေါ်ပေါက်လာခဲ့တယ်မိရွှေအားလည်းရုတ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ပါဇက်အဟောင်းသားဖြစ်သွားပြီးအောင်မြတ်တာကိုစူးစိုက်ကြည့်လိုက်တယ်ဟုတ်တယ်မိရွှေအားမကြောင်ကြီးဒီဇေရီကနေရောင်ကြည့်ရောကိုမျိုးလိုက်မယ်တေအမားကိုဝင်ချတောင်းပန်ပြီးစိတ်သေးလူသေးအဖြစ်ပြန်နေမလား ဒီစီရီယာနေထွက်သွားမလားဆိုတာကိုစက္ကန့်မှာအတွင်ဆုံးဖြတ်ပါ။အောင်မြတ်သာစကားဆုံးမှာမိရွှေအားကဒူးထောက်ထိုင်ချပြီးပဇက်ကနေဝူဝါဝါအော်ဟစ်ကမျက်ရည်တွေကျလာခဲ့တယ်။တာဒုတာဒုတာဒုတင်းအတွက်ကြုံရနေလောက်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအမျှပေးပေးပါတယ်။စိတ်သက်သက်နဲ့တာဒုခေါ်ပြီးကြွတန်းဝင်မှာတော့ပြောပြီးတော့အမျှသုံးချိန်ဝင်လာရာ မိရွှေအားလည်းမပြီးမသားစကားတန်နဲ့တာဒုသုံးချိန်ခေါ်ဆိုခဲ့တယ်။ တာရုခေါ်ပြီးရဲ့ချိန်မှာပဲဌာမနာတိုက်ထဲကနေမျက်စိကျိလူမတက်အလင်းတန်းတွေထွက်ပေါ်လာပြီးတော့ဇေဒီရဲ့ညမနာတဝိုင်းမှာလှဲ့ပက်ပျော်မြူးပါလေရော။ရောင်ကြီးရောကိုမြူးတာပြီးဆုံးကံဒီချိန်မှာတော့ကျောင်းမဖွဲ့ကောင်းတဲ့နာနာဘာဝတွေတကူလုံးမဲနှံ့နေရဲ့ဝီလီစလီဖြစ်နေရဲ့သူတွေနာရောင်ဖူးမြော်နေစဉ်အကုန်လုံးခန္ဓာကိုယ်မှာဝေကောင်းစားလာတွေပေါ်လာပြီးမြင်းမြတ်တဲ့ဘုံဘဝကိုကူးပြောင်းသွားကြရလဲအံအောပွင့်မြင်တွေ့လိုက်ရပါတယ်။ မနက်အာယုံတက်ချိန်ရောင်ကြီးရော်ရီအလုံးဌာပနာတိုက်သေးပြန်ဝင်သွားပြီးတော့တာယာနာပြောပဲကျင်းခဲ့တန်နေတဲ့သူနေတဲ့တနေ့စတင်မွေးဖွားလာတော့တယ်။အောင်မြတ်တာလည်းအာလုံးပြီးစည်းရဲ့ချိန်ကြောက်တံဘက်ကိုလှည့်ကြည့်လိုက်တော့အလွန်ချောမောလှပတဲ့ရုပ်ရည်ရှိရဲ့မိမတယောက်ကဆရာညီမတို့ကိုကုညီပါအောင်။ဘာရေးကိစ္စများရှိလို့ကျုပ်ကို အကူညီတောင်းရလဲ။မင်းညာဆရာအတိတ်ထံဝင်နေတဲ့ချိန်ညီမတို့ရောက်လာပါသေးတယ်။ဒါပေမဲ့အခွင့်မတင်လို့လှည့်ပြန်ခဲ့ကြတာ ညီမတို့ကဒီစီရီရဲ့အရှိတ်တောင်တန်းမှာရှိရဲ့ညီမ၅ဘော်တိုက်မှာနေပါတယ်။မကြသေးခင်ကညီမတို့တိုင်တန်းပေးမှာရှိရဲ့ရွှေမောင်းတိုက်ကတခြားတနေရာကိုပြောင်းရွှေ့သွားကြတယ်။သူတို့ပြောင်းရွှေ့သွားခဲ့ပြီမဲ့တိုက်တန်းမှာမြုံတန်ထားတဲ့ရွှေပဒုံမင်းအစီရင်ကိုပယ်ဖြတ်မသွားကြဘူး။အဲဒီစီရင်ကြောင့်ညီမတို့တိုက်မှာနေထိုင်သူတွေအရန်စိတ်ဒုက္ခရောက်နေကြပါတယ်။တိုက်ချုပ်ဖို့ဖို့ကိုတင်ပြတော့မူလစီရင်ခဲ့တဲ့စီရာကိုယ်တိုင်ပြန်ပြန်မှရမယ်ပြောတဲ့အတွက်ညီမတို့အတော်စိတ်ညစ်ခဲ့ရတယ်။ အရင်နေခဲ့တဲ့လူကတိုက်တရလဲအစီရင်ကိုမပြတ်တက်လို့ပြောင်းပြေးကြတယ်လို့သိရပါတယ်။ဆရာအနေနဲ့ညီမတို့အခက်ခဲကိုကူညီပေးမယ်ဆိုရင်ညီမတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေဟာတချို့တစ်ဝက်ကိုသာသနာအတွက်ပေးလူပါမယ်လို့ကတိပေးပါတယ်။ဒါဆိုလဲမကြခင်ကျုပ်တို့လာပြီးကူညီပေးပါမယ်။ကျုပ်တို့လာတဲ့ချိန်တင်းတို့တိုင်တန်းထဲမှာရှိနေတဲ့သူတွေအားလုံးအပြည့်အုံမထွက်ဖို့ပြောပေးပါ။ပြောပြီးတော့စီဒီဘောကနေပြန်လည်ပြီးဆင်းလာခဲ့လိုက်တယ်။ မအူဝါရောက်တော့အဝေစားသစ်တင်နဲ့တောက်ပနေရဲ့စောကြီးညီနောင်ကပြုံးရွှင်စွာနဲ့နှုတ်ဆက်ခဲ့ကြတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကြောက်တိုင်ဆောက်မိရွှေအားဆိုတဲ့ဇာတ်လမ်းကတော့ဒီမှာရင်းမဲပြီးဆုံးပါပြီရှင်။ဇာတ်လမ်းလေးကိုအားပေးခဲ့ကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။